မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဆမ်မွန်3 channel မှာကြိုဆိုပါရခင်ဗျာယခုပြပြီးမှာက7ကြိမ်အတွက်ကစားသင့်တဲ့3 D တစ်ခွက်ကောင်းဆိုင်ဖြစ်ပါတယ်မိတ်ဆွေများကို ထိတ်စီအလဲတိုင်းနောက်ပိတ်ဖြင့်တစ်ခွက်ကောင်းထုတ်ပြပြီးမှာမို့ကျွန်တော်နဲ့အတူအစားဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာ မိတ်ဆွေများကိုအခုထိတ်စီကြပုံဆိုင်နှဆိုင်နဲ့ရှင်းပြပြီးမှာမို့ ကျွန်တော်လည်းဒီလာရကြည့်ရှုပေးကြပါခင်ဗျာပထမဆုံးထိတ်စီးယူတဲ့နေရာမှာကျွန်တော်ဒီထိတ်စီး၃လုံးပေါင်းခြင်းနဲ့ယူတဲ့ခါမှာဒီ၃၆၅ဆိုပြီးတော့၃လုံးပေါင်းတဲ့ခါမှာ၃၆၅ဒီ၃လုံးပေါင်းတဲ့ခါမှာပေါ့ဗျာကျွန်တော်ပေါင်းခြင်း၄လို့ရရှိပါတယ်ဒါပထမ၅၆၃ပွဲစဉ်ရဲ့ထိတ်စီး၅ကြပုံက365 3လုံးပေါင်းခြင်း4ဆိုပြီးတော့ရရှိလို့ဒုတိယအပြင်3မိ ဒုတိယပင်အနေနဲ့ကျတော့ဒီ65ဒီ653ဆိုပြီးတော့၃လုံးပေါင်းခြင်း၄အနေနဲ့၃ထိပ်စီကို338မှာကစားသွားတာတွေ့ပါမယ်။ဒါမှမဟုတ်ယခုပွဲစဉ်အတွက်ကျတော့လေကျွန်တော်ဒီထိပ်စီ၃လုံးပေါင်းတဲ့ခါမှာဒီ3ရေက9ရေပေါင်းတော့ပေါင်းခြင်း10ပေါင်းခြင်း10ဆိုတော့ကျွန်တော်၄ရဖို့ဆိုရင်ဒီပွဲမှာထိပ်စီကိုကျွန်တော်လည်းဒါ6လို့ထည့်ပြီးတော့ကစားသွားမှာဖြစ်ပါတယ်။ ဓမ္မသာလင်း၃လုံးပေါင်းခြင်း၄နဲ့ရရှိမှဖြစ်ပါတယ်။ဒါဒီ၃ခွန်း၃ပင်ကြားဆိုင်ပေါ့ဗျာ၃ပင်ကြားဆိုင်မှာဒီပရောဆုံး၃လုံးပေါင်းခြင်း၄နဲ့ထိတ်စည်းဖို့ယူသလိုဒုပြခြင်းတခါကျွန်တော်စီနီယာ၃လုံးပေါင်းခြင်းနဲ့ဒီထိတ်စည်းကြောက်ကြပုံကိုဆက်ပြီးတော့ရှင်းပြပေးရမှာခင်ဗျာ။ကျွန်တော်ဒီဒုတိယဆိုင်မူအနေနဲ့ကြာလဲရှင်းမယ်ဆိုရင်ထိတ်စည်း၃လုံးယူတဲ့ခါမှာကျွန်တော်ဒီ ဒီဆောင်သုံးလုံးပေါင်းချင်းယူတဲ့အခါမှာပထမကတ်မှာတော့ဒီ8ဒီ8ကိုဆိုပြီးတော့ထိပ်စီးသုံးလုံးပေါင်းချင်းဒီကျွန်တော်8ဆိုပြီးတော့ပေါင်းချင်း8နေနဲ့ကစားလို့ဒုတိယပင်မှာဆိုရင်လည်းဒီမှာ၄၈ငါ၄၈၅သုံးလုံးပေါင်းချင်းဒီ9ဆိုပြီးတော့သုံးလုံးပေါင်းချင်း9နဲ့9ထိပ်စီးကိုဒီပွဲမှာကစားသွားတာပါပဲဒါမှမဟုတ်ယခုပွဲစဉ်တွေ့ကြရလဲကျွန်တော်ဒီမှာ ဒီ996ဆိုပြီး၃လုံးပေါင်းခြင်း6အနေနဲ့6ဒေစီကိုရရှိမှာဖြစ်ပါတယ်။ဒါ၃မင်္ဂဆာကြီးနှစ်ခုနဲ့ဒါ6ဒေစီကြပုံကိုပထမဆုံးအနေနဲ့ဒါရှင်းပြရင်ဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့ဒါအလဲတိုင်းကဏ္ဍကြမှုလေးကိုဆက်ပြီးတော့ရှင်းပြသွားမှာမို့ဆက်ပြီးကြည့်ရှုပြပါဦးမယ်။အလဲတိုင်းကဏ္ဍယူတဲ့အခါမှာလည်းကျွန်တော်ဒီ၃လုံးပေါင်းခြင်းအလဲတိုင်း၃လုံးပေါင်းခြင်းနဲ့ယူတာဖြစ်ပါတယ်။ ပရာဟုဆုံးဒီစိုက်နေရဒီ996ပွဲစဉ်ရဒီဘက်မှာတပင်းကြမှာပေါ့နော်ဒီဘက်ကြောင့်မှာအလဲတိုင်း3လုံးပေါင်းတဲ့ခါမှာဒီမှာဒီ13ညခွန်ဆိုပြီး3လုံးပေါင်းတဲ့ခါမှာ13ညခွန်3လုံးပေါင်းရင်ဒီမှာကြတော့3လုံးပေါင်းရင်8ဆိုပြီးတော့ရရှိပါတယ်ဒီ3လုံးပေါင်းရင်8နေနဲ့ပထမဆိုင်မှာကစားလို့ဒုတိယပင်ကြတော့လေဒီမှာ8 3ည1 ဒီ shift တုံညာတစ်ဆိုပြီးတော့အလဲတိုင်းသုံးလုံးပေါင်းခြင်းဒီအဲတော့6ဆိုပြီးတော့သုံးလုံးပေါင်းခြင်း6နဲ့ကစားလို့ကျွန်တော်ဒီပွဲမှာကျတော့လေကျွန်တော်ဒီမှာစီနီယာရဆိုရင်သုံးလုံးပေါင်းခြင်းဒါ10ဆိုပြီးတော့ဒီမှာအလဲတိုင်းသုံးလုံးပေါင်းခြင်းဒီ3ညရဲ့6ရဲ့ပေါင်းတော့ပေါင်းခြင်း6ပေါင်းခြင်း6ရဲ့ဒီမှာ10ခလေတိုင်းရဲ့ထက်ကစားတဲ့ခါမှာသုံးလုံးပေါင်းခြင်းဒီ10ဆိုပြီးတော့ပေါင်းခြင်း10နဲ့ဒီပွဲမှာလဲတိုင်းကဏ္ဍ1ကို ကစားပေးမှာဖြစ်ပါတယ်နောက်ထပ် site မျိုးနဲ့ဒီလေတိုင်းတက်ကြပုံကိုဆက်ပြီးရှင်းပြပြပါခင်ဗျာနောက်ထပ် site မျိုးနဲ့ယူတဲ့အခါမှာဒီဒီအလဲတိုင်းကနန်း၃လုံးပေါင်းခြင်းဒီကျွန်တော်ဒီမှာကြတော့ဒီ၃ညရယ်၈ရယ်၆ရယ်ဆိုပြီးတော့ဒီ၃လုံးပေါင်းပါတယ်ဒီလေတိုင်း၃လုံး၃ည၈၆ပေါင်းခြင်းဒီတော့၄ဆိုပြီးတော့ဒါရရှိပါတယ်၃ည 3ญา6 6 3ပေါင်းခြင်း4ပထမကံမှာဒုတိယကံမှာလည်းကျွန်တော်ဒီ3 6 6ပွဲစဉ်မှာကျတော့လေတိုင်း3လုံးပေါင်းတဲ့ခါမှာဒီ9ရယ်9ရယ်10ရယ်ဆိုပြီးတော့ဒီ9ရယ်9ရယ်10ရယ်3လုံးပေါင်းခြင်းဒီလည်း4ဆိုပြီးတော့ကစားထားတာတွေ့ပါမယ်ကျွန်တော်ဒါမှမဟုတ်ယခုပွဲစဉ်အတွက်ဆိုလည်းကျွန်တော်အလေတိုင်း3လုံးပေါင်းခြင်းဒီဒီမှာ3ရယ်3ညရယ် ဒီတိရပေါင်းမယ်ဆိုရင် ပေါင်းရင်း၄ဆိုပြီးတော့တိကလေတိုင်းကိုကစားရမှာဖြစ်ပါတယ်။ဒါလေတိုင်းကနန်းကြပုံကိုကျွန်တော်ရှင်းပြဖြစ်ပါတယ်။ဆက်လက်ပြီးတော့နောက်ပိတ်ကနန်းကြပုံကိုဆက်ပြီးထုတ်ပြပြောအောင်ခင်ဗျာ။ကျွန်တော်ဒီနောက်ပိတ်ကနန်းမှုကိုလည်းကြည့်တဲ့အခါမှာကျွန်တော်ဒီအပေါ်ဝင်ကဒီ၃လုံးပေါင်းယူတဲ့အခါမှာဒီ၅၆၃ပွဲစဉ်မှာဆိုရင်ဒီမှာနောက်ပိတ်၃လုံးဒီဒီ၇၃၃ဆိုပြီးတော့ ပေါင်းခြင်း၃နေနဲ့၃လုံးပေါင်းခြင်း၃နေနဲ့ကစားသလိုကျွန်တော်ဒီ388ပွဲမှာဆိုရင်လည်းနောက်ပိတ်၃လုံးပေါင်းခြင်းဒီဒီ88ဆိုပြီးတော့ဒီ88 3လုံးပေါင်းခြင်း3ဆိုပြီးတော့6နောက်ပိတ်ကိုကစားထားတာတွေ့ပါမယ်။ဒါမှမဟုတ်ယခုပွဲစဉ်အတွက်နောက်ယူတဲ့ခါမှာလည်းကျွန်တော်ဒီမှာ9ရဲ့3ရဲ့ပေါင်းတော့ပေါင်းခြင်းနဲ့ပေါင်းခြင်းနဲ့ဆိုကျွန်တော်3လုံးပေါင်းခြင်း3ကစားပွဲအတွက်ဆိုရင် တင်းနောက်ဘေးကိုထည့်ကစားမှသာလင်၃လုံးပေါင်း၃ကိုရရှိမှာဖြစ်ပါတယ်။ဒါဒီဘက်က၃မင်ဆိုင်နေနဲ့၃လုံးပေါင်းရင်နောက်ဘေး၃လုံးပေါင်းရင်ကို၃လုံးပေါင်းရင်၃ချိုးနဲ့ပဲဒီမှာတင်းနောက်ထိုင်ကိုယူပွဲစဉ်တည်းရရှိမှာဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ဆိုင်းမှုတစ်ခုနဲ့ကြတော့လေဒါဒီဆိုင်းမှုရနောက်ဘေးကနန်းကိုဆက်ပြီးတော့ရှင်းပြပေးပါဦးခင်ဗျာ။ဒီဆိုင်းမှုတစ်ခုနဲ့ယူတဲ့အခါမှာဒီဘက်ကနေမှ9 8 1ဆိုပြီးတော့ ဒီ9ရဲ့10ရဲ့1ရဲ့ပေါင်းတော့ပေါင်းချင်း4ဆိုပြီးတော့ဒီမှာ10နောက်ပဲကစားလို့ဒုတိယကမ္မကျတော့9ခွန်2ဆိုပြီးတော့ဒီ9ခွန်2ဆိုပြီးတော့၃လုံးပေါင်းချင်း4အနေနဲ့2နောက်ပိတ်ကိုကစားထားတာတွေ့ပါမယ်ဆက်လက်ပြီးတော့ယခုပွဲစဉ်နဲ့နောက်ပိတ်၃လုံးယူတဲ့အခါမှာလည်းဒီ3 3 1ဆိုရင်၃လုံးပေါင်းချင်း4ဆိုပြီးတော့1နောက်ပိတ်ကိုကိုင်းကြီးစွာရရှိမှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီဆိုင်မှုလေးဒီကျွန်တော်တို့ဒါ ဒီစိုင်းမူအချိုးနှစ်ခုနဲ့ယူထားတယ်ပေါင်းညင်းများနဲ့ယူထားတယ်ကနန်းဒီ6တိစီတိခလတန်တင်းနောက်ပိတ်ဆိုပြီးတော့6တိတိဆိုရင်စိုင်းမူကိုရရှိမှာဖြစ်ပါတယ်နောက်ထပ်ဆက်လက်ပြီးတော့ကျွန်တော်ထိတ်စည်းမှုတစ်ခုကိုထပ်ပြီးပြပေးပါဦးမယ်ဒီထိတ်စည်းမှုတစ်ခုမှာဆိုရင်တော့ကျွန်တော်ဒီသုံးလုံးပေါင်းညင်းနဲ့ဒီထိတ်စည်းတစ်မျိုးပဲပြမှာဖြစ်ပါတယ် ခြိုက်စည်းတစ်မျိုးယူရမှာဆိုရင်ကျွန်တော်ဒီ၃လုံးပေါင်းယူတဲ့ကမှာဒီကျွန်တော်ဒီ6သုံးညာသုံးပွဲစဉ်ထိပ်စည်းရင်ဒီ3ကို3ရှိရထိပ်စည်းရကျွန်တော်ဒီ၄နှစ်နှစ်ထိပ်စည်းရဆို၃လုံးပေါင်းတဲ့ခါမှာဒီမှာကျ၄ဒီကို6သုံးလုံးပေါင်းရင်ဒီကျွန်တော်6ဆိုပြီးတော့ရရှိသလိုဒုတိယပြင်မှာကျတော့လေဒီမှာ ကိုကိုတုံညဆိုပြီးတော့ထစီသုံးလုံးပေါင်းခြင်းကိုရှစ်လို့ယူထားတာတွေ့ပါမယ်။ဒါမှမဟုတ်ယခုပွဲစဉ်အတွက်ဆိုရင်ကျွန်တော်ဒီသုံးလုံးဒီ3ရယ်5ရယ်ကျွန်တော်ဒီမှာဒီထိတ်စီးရယ်ပေါင်းမှဆိုရင်ပေါင်းခြင်းခုနှစ်အနေနဲ့ယူမယ်ဆိုရင်ဒီမှာ3ရယ်5ရယ်ပေါင်းတော့8ဆိုတော့ပေါင်းခြင်းခုနှစ်ရဖို့ဆိုရင်6ထိတ်စီးကိုကစားပေးရမှာဖြစ်ပါတယ်။ဒီဝက်ဆိုက်မှာနဲ့ယူလို့ရှိရင်ဒါ6ထိပ်စီကိုကစားသွားမှာဖြစ်ပါတယ် နောက်တစ်ခါဒီကိုးထိပ်စီဒီကျွန်တော်နောက်နောက်ထပ် site တမျိုးနဲ့ကိုးထိပ်စီကိုထပ်ပြပေးပါမယ်နောက် site တမျိုးဒီကျွန်တော် senior သုံးလုံးပေါင်းဇောင်းသုံးလုံးပေါင်းစီနေရတဲ့ကမှာဒီမှာခွန်း95ဆိုပြီးတော့ဒီခွန်း95သုံးလုံးပေါင်းရင်ဒီပေါင်းရင်1ဆိုပြီးတော့ပေါင်းဆုံး9ထိပ်စီကိုကစားလို့ဒုတိယပြီမှာကြာတော့လဲခွန်း13ဆိုပြီးတော့เนาะဒီခွန်း13ဒီ ပေါင်းချင်းနှစ်နေနဲ့ထည့်စည်းတော့ကိုကစားပါတယ်။တော့ယခုပွဲမှာဆိုရင်6 9ဆိုရင်6 9ဒီပေါင်းချင်း3နေနဲ့စီနီယာရ6ထည့်စည်းကိုကစားသွားမှာဖြစ်ပါတယ်။တော့ဒီစားမှုရဆိုရင်ထည့်စည်း2မျိုးနဲ့6တစ်6ထည့်စည်းကြရင်6 1လို့ကစားလို့ရလို့6ထည့်စည်းကြရင်လည်း6 1ဆိုပြီးတော့ဒါကစားလို့ရအောင် ိတ်ဆွေများထိတ်စီးနှမျိုးကိုကျွန်တော်ထုတ်ပြလိုက်တာဖြစ်ပါတယ်။ဒါမှမဟုတ်မိတ်ဆွေများအတွက်ကျွန်တော်အနေနဲ့အကောင်းဆုံးဒဲပေါ့ခွန်နိုင်ရရှိအောင်ထူးကြိုးစားရှာဖွေပြီးတော့တင်ပြပေးထားပါတယ်။မိတ်ဆွေများလည်းကျွန်တော်အားပေးသွားပြန် like လေးများပေးခဲ့ဖို့ကျွန်တော်နဲ့တောင်းဆိုပါခင်ဗျာ။မိတ်ဆွေအားလုံးဒီ၁၇ကြိမ်အတွက်ပြည်ပြည်ဒဲကနန်ပါကနန်ရရှိကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါရစေ။ကျွန်တော်ဒီဆိုင်မူရထုတ်တာကနန်းဒီ ဆက်တဲ့ချိန်အတွက်ဆိုရင်ကစားမယ်ဆိုရင်ကျွန်တော်ဒီအောက်မှာချပြီးတော့ရေးပြပါမယ်ကျန်ဒီဆက်တဲ့ချိန်အတွက်နော်ဆက်တဲ့ချိန်မှာဆိုရင်ဒီမှာ611ရယ်611ရယ်ကျွန်တော်ဒီမှာဒီဆိုင်မှာထုတ်ထားခဏနော်611ရယ်ကျွန်တော်ဒီမှာနောက်တော့ဒီဘက်ကနေထိပ်စီ6နဲ့ယူမယ်ဆိုရင်ကျွန်တော်611ဆိုပြီးတော့ ဒါကဏ္ဍနှစ်ပွက်ကိုရရှိမှာဖြစ်ပါတယ်ထိတ်စီး6ကိုမကြရင်ထိတ်စီး9နဲ့ဒီတစ်ကလေးတိုင်းတင်းနောက်ပိတ်နဲ့တွဲပြီးတော့ကစားမယ်ဆိုရင်9တစ်တစ်လို့ကစားလို့ရရှိမှာဖြစ်ပါတယ်ဒါမှမဟုတ်မိစေများအနေနဲ့ဆက်တဲ့ချိန်တွေ့ရနော်တီးဒီပေါတိကဏ္ဍတီးဒီရရှိကြပါစေလို့ဆူတောင်းပေးလိုက်ပါတယ်နောက်နောက်ဗီဒီယိုမှာလည်းကျမ်းမာစွာဖြင့်ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ